လင်းနဲ့မရရှာနေသွားတဲ့ဘယ်ပညာရှိများထားခဲ့တဲ့စကားလည်းသိပါဘူးမောင်အေဝန်းတို့လင်းမရကို ကြည်ပြီးပြောခဲ့လေသလားထင်ရရဲ့ခင်အေဝန်းအပြင်းထူတာမောင်အေဝန်းအတင်းပြောမှုပါတယ်မှတ်မိတယ်မဟုတ်လားအင်းရှင်မရဲ့လို့လှုပ်တဲ့လှုပ်ထိုက်တာလေးတွေလှုပ်စေချင်တာပေါ့မောင်အေဝန်းကတနေကုန်တနေကန်းအပြင်းထွက်ပြီး ရှာရဖွေရတာဖတ်ဖတ်မောမင်းသမီးက အိမ်မှာအငိမ့်သားအပြစ်ရှာတယ်တော့မထင်ပါနဲ့မောင်အေဝန်းကတော့အလောက်ကပြန်လာတဲ့အခါကိုမယားကရေမိုးချိုးတနခါချီဆုံးကောင်းဆုံးလိမ့်ပြီးမလာဖို့ခါကမောမလာဖို့မြို့ပေါ်လေးနိုင်ထိုးပြီးထိုးပြီးဆိုတာမျိုးညင်ချင်တာပေါ့ဒါပေမဲ့ပေါ့လေမောင်အေဝဲအလောက်ကပြန်လာချိန်မှာ ခင်အီဝမ်ကဘာလုပ်နေတယ်ထင်လဲမိဖို့ကြောင့်နဲ့မှချွေတလုံးလုံးနဲ့ချက်တုံးပြုတ်တုံးခမညသူနာသွားကဲ့ရင်ချွေးစောညှော်စောကြက်သွန်စောအစော်ပေါင်းစုံအကုန်နှမ်းနေတာလူကလည်းဖိုတီဖက်သည်မောင်အီဝမ်လည်းကိုဆက်ပြီးမအောင်နိုင်တော့ဘူးဆိုပြီး အိမ်မှာဇိမ်းနဲ့နေရတဲ့ဇနီးမယားတယောက်အနေနဲ့လင်းယောက်ျားအလောက်ကပင်ပင်ပန်းပန်းပြန်အလာမှာလှတပတ်တလေးနဲ့ ိုတင်တာပေါ့လို့ဖွင့်ပြောချလိုက်တယ်။အမေမချောကစားတက်တဲ့ဗျ။သူ့ဖတ်ဖူးတဲ့ပုံမြင်တစ်ပုဒ်ကိုပြန်ပြောတယ်။သူပြောတဲ့ပုံမြင်ကဒီလိုပါ။တခါတော့ငါလင်မယားနှစ်ယောက်ရှိတဲ့။လင်ကအပြင်ထွက်စီးပွားရှာမယားကအိမ်မှာပဲနေပြီးအိမ်မှုကိစ္စလုပ်ရတာတဲ့။စီးပွားရှာရတဲ့လင်ကမယားဖြစ်သူတတ်တာပြီးသူကပင်ပန်းနေတာမမြတ်တာဘူးလို့ထင်တဲ့ သူ့ပုံမြင်က မောင်အေဝမ်ကိုစောင့်ပြောတယ်လို့ပဲဒါနဲ့လင်းဖြစ်သူကဘိုးဘိုးကြီးနန်းနန်းသွားပြီးသူ့မကျေနပ်တာတွေကိုသွားသွားပြောတယ်ကြားတော့ဘိုးဘိုးကြီးလည်းနားပူလာတယ်ထင်ပါရဲ့ကိုထင်ပြပြီးဘာဖြစ်ချင်တာလဲမေးတဲ့လင်းဖြစ်သူက သူ့မိမကအရန်သက်သာပြီးသူ့မှာစီးပွားရှာရလို့ပြင်ပန်းကြောင်းလူချင်းအလုတ်ချင်းလဲကျင်ကြောင်းပြောတယ်ဘိုးဘိုးကြီးကလည်း မနဲ့ပြန်မနဲ့အိညာချရင်မင်းကမိမဖြစ်ပြီးမိမိမကယောက်ျားဖြစ်နေလိမ့်မယ်အလိုဆန္ဒပြေဝစေလို့ပြောလိုက်တဲ့တကယ်လဲဟုတ်တယ်နောက်နေမနဲ့အိညာကနိုးတော့လင်းဖြစ်သူက မိမဖြစ်နေပြီအိညာပေါ်မှာကြေကြေနက်နက်ကြီးနှက်နေအောင်မယ်လို့စိတ်ကူးပေမဲ့ယောက်ျားဖြစ်သူအလုတ်သွားရင် အစင်သက်စားဖို့ထုတ်ပိုးသွားဖို့ချက်ရပြုတ်ရအောင်မှာတတိယပြီးအိညာကလူလဲထား မိဖို့ကြောင့်ကိုပြေးရတာပေါ့ယောက်ျားတစ်ဖြစ်လဲမရကားတော့ရေမှုချိုးပြီးလေလေးတချွန်ချွန်နဲ့အလုတ်သွားဖို့ပြင်ဆင်နေတယ်တဲ့ယောက်ျားအလုတ်သွားပြီမဲ့အိမ်မှာကြံရစ်တဲ့မိန်းမကနားမနေရဘူးတပြက်စီလဲဖုံတုတ်ချက်ပြုတ်အဝိရှောမိဘူးတိုင်နဲ့တနေ့ကောမနားရဘူးဒါပေမဲ့မိန်းမတစ်ဖြစ်လဲလင်ကပတ်စံတော့ထွက်မရှာရဘူးဆိုပြီးကျေနပ်တယ်တဲ့အိမ်မှုကိစ္စတွေလုပ်ရတဲ့ဒံကို မိမဘဝပြောင်းနေရတဲ့သူကနှစ်ရက်သုံးရက်ထက် မခံနိုင်တော့ဘူးအရန်ပင်မနဲ့ဆိုတာနားလေသွားပြီဒါကြောင့်ယောက်ျားအလုသွားတာနဲ့မိမဘဝကိုပြောင်းထားရတဲ့သူကအိမ်ကလှစ်ထွက်ပြီးဘိုးဘိုးကြီးနန်းနန်းကိုအပြေးသွားတာပေါ့ဒီတခါတော့ तू ကလူလေကြတယ်ဘိုးဘိုးကြီးအတွက်ပန်းတွေအမွှေးတိုင်းတွေပါဝဲလာလာပေါ့လက်ထိုးတဲ့သဘောပဲမိမကြီးလိုဝှက်ထားတဲ့အဲ့ဒီလူကိုဘိုးဘိုးကြီးကချက်ချင်းမမတ်မိဘူးတဲ့ မိမအသွင်ဖန်ဆင်းပေးထားတဲ့လူဖြစ်ကြောင်းပြောမှပူပူကြီးကမှတ်မိပြီးကိုထင်ပြတဲ့။ပန်းတွေအမွှေးရိုင်တွေကိုကြည့်ပြီးပူပူကြီးကအဆင်ပြေရဲ့လားဘာလို့ပေးရမလဲမေးတယ်။အဲ့ဒီလူကလည်းဇနီးမယားဘဝဆိုတာအိမ်မှုကိစ္စတွေနဲ့အင်မတန်ပင်ပန်းကြောင်းအဲ့ဒီဒဏ်တွေကိုသူမခံနိုင်တော့လို့ယောက်ျားဘဝကိုပဲချက်ချင်းပြန်ပြောင်းပေးဖို့တောင်းဆိုတဲ့။ပူပူကြီးကအဲ့ဒီလူကို စေစေဆက်ဆက်ကြည့်ပြီးပြုံးတယ်ပြီးတော့မှယောက်ျားဘဝကိုတော့ပြန်ပြောင်းပေးခြင်းပါတယ်ဒါပေမဲ့မနေညာကမင်းကမင်းယောက်ျားကိုပြုစုတာနင်းနေပို့သွားလို့မင်းမှာကိုဝင်ရှိသွားပြီမင်းပိုက်ထဲကကလေးမွေးဖို့ကိုလာတော့ဆောင်ကွာကလေးမွေးပြီးမှပြန်လာခဲ့လို့ဘိုးဘိုးကြီးကပြောတော့အဲ့ဒီလူလဲနတ်စင်ရှိမှကျူကျူပါအောင်ထိုင်ကိုတည်းပုံမြင်ကလေးကတော့ဒါပါပဲကွယ်လို့ ခင်အေဝမ်းကပြောပြီးမချိုမချင်းမျက်နှာဘေးနဲ့မောင်အေဝမ်းကိုကြည့်နေတယ်။ဖက်နှမ်းပြဖို့ပဲကောင်းတယ်။ဒါကြောင့်ပြောတာပေါ့။ခင်အေဝမ်းကစာတက်တယ်လို့ဒီမိမကို လွယ်လွယ်နဲ့ကြောလို့မရဘူး။တနေ့မှတော့လမ်းဘေးဆိုင်တစ်ဆိုင်မှာစောင်းပုံလေးတွေကိုရိုက်ပြီးရောင်းနေတာတွေ့တယ်။အဲ့ဒီထဲမှာမယားဝတ္တရားဆိုတာလဲပါတယ်။လူတိုင်းသိပြီးသားပါ။သင်္ခါလောဝါဒတုတ်ဖယားဟော။ မောင်အေဝမ်းဝဲလာတယ်ခင်အေဝမ်းကိုဖះဟောနဲ့ထုမယ်ပေါ့အဲ့ဒါကိုအိတ်ခမ်းနေရမှာကတ်ထားလိုက်တယ်မယားဝတ်တရားအိမ်တွင်းမှုလုတိမ့်ထုတ်သေးချမိစာကျင်းရှောင်းလျော်အောင်ဖြန့်ချိပြင်းညီမမူဝင့်ငားစုအိမ်သူကျင့်အပ်စွာမောင်အေဝမ်းကအိမ်တွင်းမှုလုနဲ့ပြင်းညီမမူဆိုတာနှစ်ခုကို လိုင်းပန်နဲ့ဟိုက်လိုက်လှုပ်ထားတယ်အမေ အဲ့ဒီနေ့ညနေမောင်အေဝဲအလုတ်ကပြန်လာတော့မယားဝတရားပေးမှာစာတစ်ခုကတ်ထားတဲ့ဗျမောင်အေဝန်းဖတ်ကြည့်တော့ခင်နဲ့မောင်ဆိုပါလားခင်နဲ့မောင်အချက်အပြုတ်မောင်အလုတ်ထင်းမီသွေးဝယ်မောင်မဲကွယ်စံစီစားလဲမောင်ပါပဲကလေးထိန်ချောင်းမောင်မဲကောင်အဖို့အလျော်မောင်မဲနော်သို့တော့သို့တော့အလှပြင်ဆိုင်ခင်မဲထိုင်ဖက်ရှင်ဆိုင်သွားမောင်မတာဆက်လင်းဘက်သစ်ခင်အတွက်ဖြစ် ဘာပဲပြောပြောခင်တဘောကြည်စန်းခင်အေဝမ်လူလယ်မမောင်အေဝမ်ကိုပညာသားပါပါပြန်တိသွားတာသူကတ်ထားတဲ့စာကို မောင်အေဝမ်ဖတ်နေတာတကားကြားကချောင်းကြည့်ပြီးခက်ခနဲကြီးတန်ကြားလိုက်သေးတယ်မောင်အေဝမ်ကတော့မြောက်မိခဲပေါ်ဖင်ထိုင်မိသလိုပဲအလုတ်ထဲရောက်တော့လဲတငယ်ချင်းတွေကိုအိမ်တွင်းတိုက်ပွဲအကြောင်းပြောပြပြီးစစ်ကူတောင်းတယ်တငယ်ချင်းကောင်းတွေက မောင်အီဝမ်အတွက်စာသားလေးတစ်ခုရှာဖွေပြီးလာပေးတယ်။မောင်အီဝမ်လည်းကွန်ပျူတာစာစီးပြီးအိတ်ခန်းနေရာမှာပြန်ကတ်ထားလိုက်တယ်။မောင်အီဝမ်တို့ကမပိုင်ရင်ချင်းတော်မရိုက်ဘူးလို့သာပြောလိုက်ချင်တော့တာပဲ။ခစ်သည့်မယားဝတ္တရာအတုံးချွေတာဖွဲရာချက်ပြုတ်အလုတ်လဲကူမဆူမဆဲဘောပွဲပေးကြည့်တိတဲ့ကြည်သာဘီယာဖန်တီအမြင့်ကျော်လောလင်းပြောအောင်ထဝတ္တရာကျင့်ဖွဲမယားတို့တား အဲ့ဒီနေ့အလောက်ကအပြန်အိမ်အဝင်းမှာမောင်အေဝမ်းတယောက်လေကလေးချုံလို့ခင်အေဝမ်းကအမီးတွေဘာတွေကြော်လော်ထားမလားဆိုတဲ့စိတ်ကူးလေးကလည်းယင်းလို့သို့တော်လဲပေါ့လေခက်တဲ့မယားဝတရားဘေးမှာစာရွက်အစ်စ်တရွက်ကတ်ထားတယ်ခမမောင်အေဝမ်းရင်ခုန်တန်းနည်းနည်းမြန်သွားတယ်ခြေောက်ကိုခပ်ဖွားဖွားလှမ်းပြီးဘာရေးထားတယ်လဲဖတ်ကြည့်လိုက်တော့အင်္ဂလိပ်မြန်မာနှစ်ဘာသာ Two rules in house Rule 1 the wife is always right. Rule 2. If the wife is wrong, please refer to Rule 1. အိမ်တွင်ဥပဒေနှစ်ခုဥပဒေ၁ဇနီးမယားပြုသည်မြထာဝရမှန်ကန်သည်ဥပဒေ၂မတော်တဆမှားပါကဥပဒေ၁အတိုင်းကျင့်သုံးဆုံးဖြတ်ရမည်ပွဲသိမ့်ပါပဲမောင်အေဝန်းတယောက်ကုတ်ချောင်းချောင်းနဲ့ဗဇက်ပိတ်လိုက်ပါပြီ